ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျမင်္ဂလာပါဗျ Gobi Page ကနေပြန်လဲကြိုဆိုလိုက်ပါရီဗျာเนาะအဲ့တော့ဒီနေ့ကတော့ဒါ Premier League နောက်ဆုံးပွဲပေါ့လေเนาะဒါ Brown 14ရဲ့နောက်ဆုံးတော့ပွဲဒီနေ့တပွဲပဲရှိပါတယ် Manchester United ပေါ့เนาะအဲ့တော့ဒီ Premier League ကတော့ဂျာရက်ကျော်ဒါပွဲဖို့ဂျာရက်အနေနဲ့ကန်ရတဲ့ပွဲဖြစ်ပါတယ်เนาะအဲ့တော့လက်ရှိကတော့အဲမနေ့က Arsenal အသင်းအနေနဲ့2-0နဲ့သူတို့ဒါသုံးမှတ် ရရှိသွားတယ်။ CD ကလည်း၃မှတ်ရရှိပြီးတော့ဒါ28မှတ်နဲ့ဒုတိယနေရာမှာရပ်တည်နေပြီးတော့เนาะတတိယနေရာမှာ Aston Villa ဟာမနေ့က3-4နဲ့ Brighton ကိုနိုင်ပြီးတော့28မှတ်နဲ့တတိယနေရာရပ်တည်နိုင်တာဖြစ်ပါတယ်။အဲ့တော့ Chelsea ကတော့မနေ့ညကတော့ကျွန်တော်တို့ဒါဒီ Leeds United အသင်းကို3-1နဲ့ရှုံးပြီးတော့မှ24မှတ်နဲ့ပြတ်ကျန်ခဲ့ပြီး ဖြစ်ပါတယ်အဲ့တော့အဆင့်5မှာလက်ရှိ Crystal Palace အသင်းကမနေ့က3မှတ်ရခဲ့ပြီးတော့23မှတ်နဲ့ရက်တည်နေတာဖြစ်ပြီးတော့အဆင့်6 Sunderland အသင်းကတော့23မှတ်နဲ့ရက်တည်နေတာဖြစ်ပါတယ်အဲ့တော့ United အနေနဲ့လောလောဆယ်မှာအဆင့်6မှာ21မှတ်နဲ့ရက်တည်နေတယ်သူ့အပေါ်မှာ Liverpool အသင်းက အဆင့်ရှစ်မှာ22မှတ်နဲ့ရပ်တည်နေတာဖြစ်ပါတယ်။ဒါကြောင့် United ဟာဒီနေ့ပွဲမှာနိုင်ရင်ကျွန်တော်တို့၃မှတ်ရမယ်ဆိုတော့24မှတ်နဲ့ North Crystal Palace ကိုကြော်နိုင်မှာဖြစ်ပါတယ်။ဒီခွင့်ရေးကို Emory အနေနဲ့လက်လွတ်ဆုံးရှုံးခံမလားမခံမလားတော့ဒါလက်ရှိကြေးပေါ်မူတည်ပြီးကြည့်ရင်တော့မြင်သာပါရယ်เนาะအဲ့တော့မင်္ဂလာပါညီကိုတို့ကြီးဆိုတော့ညီကိုတို့ကဘယ်လိုမျိုးထင်လဲပေါ့เนาะကျွန်တော်ဟိုမမပွဲတွေဆော့ဆော့အမပို့ပြီးတာပါเนาะအဲ့တော့မမပွဲပို့တော့ကကျွန်တော်တို့ဒီတလုံး30ရှုံးနေ United ဟိုလက်ရှိ ေါက်တာပေါ့ဒီအဲ့တော့လက်ရှိမှာတလုံး90ရှုံ20ထက်တက်သွားတယ်ဗျာအခု live line နဲ့အချိန်မှာပေါ့နော်အဲ့တော့ကြီးကတော့တဖြည်းဖြည်းနဲ့တရင်တရင်နဲ့အဲနောက်ဆုံးတလုံး60ရှုံနေ90ရှုံနေဖြစ်မလားတော့မသိဘူးပေါ့လေနော်အဲ့တော့လက်ရှိကတော့ကိုပေါင်းကြီးကတော့အရန်ကြီးမတက်လာဘူးတလုံး20ရှုံပါပါလေး20လောက်တော့ပြန်တက်လာပြီးတော့ body အရန်ရန်ပြင်းနေတာကိုတွေ့ရပါတယ်နော်အဲ့တော့ဒီလိုမျိုးအနေထားမှာတစ်ဖက်ကနိုဆန်တိုးစ်ရဲ့ဝက်ဆန်အနေနဲ့ဘာတွေများလုတ်ပြနိုင်မလဲနော်တိုင်းစင်းစုံကနေဒီနေ့မှာ ဒါ14မှတ်နဲ့လီဆွေနတ်ကိုပြန်မှီနိုင်မလားဒါလေးလေးစောင့်ကြည့်ရမှာဖြစ်ပါတယ်เนาะအဲ့တော့မင်္ဂလာပါညီကိုတွေဆိုတော့အသေးလေးလက်မလေးเนาะတရား subscribe ပြီးတော့နှိပ်ပေးကြပါညီကိုတွေကျေးဇူးများကြီးတင်ပါရပါဘရသရွှေကြီးမင်္ဂလာပါဆိုးလာမင်းမင်္ဂလာပါကိုခိုင်မင်္ဂလာပါညီကိုရေဘရသတိန်လင်းမင်္ဂလာပါလာပြီမင်္ဂလာပါဇင်ဝိုင်းမင်္ဂလာပါတားညီမင်္ဂလာပါကျော်တူလှမင်္ဂလာပါဗျအေဝင်းမင်္ဂလာပါစောစောမင်္ဂလာပါဗျရွှေကြီးမင်္ဂလာပါ မမမနက်ဖြန်ခေါ်မလာမနက်ဖြန်မှာပြန်ဆမယ်နော် brother ဟိုဟို viber မှာလာပေးထားတဲ့ညီကိုတွေနော်မနက်ဖြန်မှာကျွန်တော်မမအတိတ်ကမနက်ဖြန်မှာပြန်ဆပါမယ်ဒီနေ့ကတော့မမအဟောင်းညီကိုတွေစောစောမှကျွန်တော်ပွဲပို့ပြီးမှကျွန်တော်အခု live လေးတက်လာခြင်းဖြစ်ပါတယ်နော်ဒီနေ့ရောနည်းနည်းလေးနောက်ကျသွားတာ sorry ပါ okay ပါဆိုတော့မနေ့ကတော့ကျွန်တော်မမမောင်းလေးပေါက်တယ်ဗောနော်တော့မနေ့ကဒါ free ပွဲ၃စပွဲလေး chelsea ကိုပွဲလေးလေးအဆင်ပြေကြမယ် ထင်ပါတယ်အဲ့တော့ဒီနေ့ကတော့မမပွဲလေးကကျွန်တော်နှစ်စာပွဲလေးတစ်ပွဲချပေးမယ်လေးသိန်းပေါင်းလေးဒါတမောင်းပေးမှာဖြစ်ပါတယ်အဲ့တော့ let's go ပါအဲ့တော့ဒီနေ့ကတော့ပွဲများများဆဆမရှိဘူးကျွန်တော်ရှိအောင် နော်တခြား lead တွေတွေကကျွန်တော်နှိုက်ထုတ်ထားတယ်အဲ့တော့၄သိန်းရအောင်တော့ကျွန်တော်မောင်းလေးတွဲထားပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ let's go ပါအဲ့တော့ဒါ wine spot မှာ social network တွေအနေနဲ့ကိုဒါ gobie promo code ဖြစ်တဲ့ gb777 အောင်သုံးပြီးတော့လေ100% bonus ကြီးရိုက်နေပါတယ်အသေးသေးသိလို့ပါက wine spot မြန်မာ facebook page နဲ့သူတို့ application သုံးဖို့ website link customer service call လို့နှိပ်ပြီးတော့လေ24နာရီတီးလို့ရတယ်မြန်မြန်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ let's go ပါအဲ့တော့ပထမဆုံးကျွန်တော် premier league က မန်ချက်စတာယူနိုက်တက်ပွဲကနေကျွန်တော်တို့စပြီးပြောမှာဖြစ်ပါတယ်အဲ့တော့လောစယူနိုက်တက်ကတလုံးကို50ရုံးသုံးလုံး20ရုံးနဲ့ပြန်ကားထားခြင်းဖြစ်ပါတယ်ဒီနေ့သင်းရဲ့နောက်ဆုံးထိတဲ့ဆိုပြီးခဲ့တဲ့ရာသီမှာပရီးမီးယားလိမှာပြီးခဲ့တဲ့ဂျေးရယူနိုက်တက်ဟာလည်းပဲတရားရှုံးပြီးခဲ့တယ် Z2 နဲ့ဝက်ဆန်အသင်းကိုရှုံးခဲ့တာတွေ့ရပါတယ်အဲ့တော့ပြီးခဲ့တဲ့ရာသီဝက်ဆန်အိမ်ဝင်းမှာလည်းယူနိုက်တက်ဟာ2-1နဲ့ရှုံးခဲ့တယ်ဗျအဲ့တော့မနစ်ကအိမ်ဝင်းရောအဝေးဝင်းရောယူနိုက်တက်ဟာဟိုရှုံးခဲ့တဲ့အနေအထားမျိုးမှာဒီနှစ်တော့ဟိုတိတ်ခအဖက်ဆေးရမယ့်အနေအထားလေးရှိနေတယ်ပေါ့ ော့ဒီယာသီမှာခြေစမ်းပွဲတစ်ပွဲတွေ့ထားသေးတယ်เนาะ New Jersey မှာထင်ပါတယ်အဲ့တော့ဂျာကွင်းအနေနဲ့ level တရာရှုံးเนาะဒီ United ဘက်ကပေးပြီးတော့2-1နဲ့တော့ဒါခြေစမ်းပွဲလေးမှာအနိုင်ရထားတာတွေ့ရပါတယ်အဲ့တော့အခုပေးတဲ့တလုံး90ရှုံးနေရှင်ရောဘာမှမပြောပါလောက်တော်တော်ကြီးပြင်းနေတာသတိထားမိမှာဖြစ်ပါတယ်အဲ့တော့ဒီနှစ်သင်းရဲ့ head to head အရ United အင်္ဂွင်တမိုင်းတစ်ချောင်း2021ကစလို့ဗောနော်ဒီမှာတောက်လျှောက်နောက်ဆုံးဒီ2025ပြီးခဲ့တဲ့ရာသီအထိမှာ ြေအပြင်းဆုံးပေးခဲ့ခြင်းဟာတစ်လုံးတည်နှစ်ကြိမ်မဲပေးပါတယ်အဲ့တော့ဒါကြောင့်အခုပေးတဲ့လုံ90ရှုံးဟာတော်တော်ကြီးပြင်းနေတော့ဂျေမျိုးဖြစ်ပါတယ်အဲ့တော့လက်ရှိနောက်ဆုံး9နှစ်ပဲပြန်ကြည့်ရမယ်ဆိုရင်4နှစ် ကြီးအောင်တယ်เนาะဒီ2025ပြီးခဲ့တဲ့ရာသီအိမ်ခွင်းပဲကြီးကြထားခြင်းဖြစ်ပါတယ်ရှေ့တနှစ်တော့တလုံးသေးရေကိုကျွန်တော်တို့သုံးခုပြန်နဲ့ယူနိုက်တက်ကအနိုင်ရခဲ့တာတွေ့ရပါတယ်အဲ့တော့ဒီလိုမျိုးအနေထားမှာတလုံး90ရှုံးအရာဘော်ဒီဝင်ရိုးအရန်ပြင်းနေတာကိုသတိထားမိမှာဖြစ်ပါတယ်ဆိုတော့ဒါကလက်ရှိအနေထားအရာယူနိုက်တက်အနေနဲ့ပဲလစ်ကိုပြီးခဲ့တဲ့ဘက်မှာ1 2နဲ့အဝေးဝန်းကနေနိုင်သွားတဲ့အချက်ကြောင့်လည်းပါမယ်နောက်ဒီနေ့ဘက်မှာကွန်ညာပြန်ပါမယ့်အချက်ကြောင့်တော့လကောင်းဒါလည်းပါနိုင်တယ်เนาะခြေအရန်ပြင်းနေခြင်းอ่ะနောက်တစ်ချက်နောက်တစ်ချက်က ဝါဆန်ဘတ်ဝါဆန်မှာဘက်ကီတာမပါနိုင်ဘူးเนาะအဲ့တော့အနီကန်းနဲ့ထိထားတဲ့အနေအထားမျိုးမှာဝါဆန်အနေနဲ့เนาะနိုင်ဖို့နိုင်လောက်တဲ့တိုက်စစ်မျိုးဘက်ကီတာပါရင်တော့တည်ရလောက်မဲ့အနေအထားရှိကောင်းရှိနိုင်တယ်ဆိုတော့အခုကဘက်ကီတာမပါတဲ့အနေအထားမှာเนาะဝီလ်ဆန်တို့ဖောက်ခရက်တို့ရှိတယ်ဆိုပေမဲ့ဘက်ကီတာလောက်အရန်ကြီးတည်လိုက်မကန်နိုင်လောက်တဲ့တိုက်စစ်မျိုးမရှိဘူးလို့ဘိုဂီတွေမှန်းထားတဲ့အတွက်ကိုဒါတလုံး90ရှုံးထိပြင်းထားခြင်းဖြစ်ပါတယ်ပြောချင်တာကယူနိုက်တက်တေကြပေါက်သုံးမှတ်ရပြီးတော့အစင်၅ဒီနေရောက်မဲ့အနေထားလို့သူတို့တွေ နည်းနည်းလန့်နေပုံရပါတယ်အဲ့တော့တစ်ဖက်ကအသင်းဝက်ဆန်အသင်းဟာပြီးခဲ့တဲ့ပွဲမှာလီဗာပူးအသင်းကို0-2နဲ့ကျွန်တော်ပွဲပြီးခဲ့တယ်ပေါ့အဲ့တော့အဲ့တော့လီဗာပူးဝင်ပေးခဲ့တဲ့ကြီးကလုံးသိကြီး0-2နဲ့ဆိုတော့လီဗာပူးလိုလက်ရှိမနေ့ကဆန်ဒါလန်ကို1-1နဲ့ကန်တဲ့ခြေစွမ်းမျိုးနဲ့အဝေးခွင်းကြီးကိုဝက်ဆန်ဟာကို့အိမ်ခွင်းမှာ0-2နဲ့ရှုံးခဲ့တဲ့အနေအထားမျိုးမှာအီမော်ရင်ရဲ့လက်ရှိ United အိမ်ခွင်းဟာပဲလစ်ကိုနိုင်ထားတဲ့ခြေစွမ်းမျိုးဆက်လာမယ်ဆိုရင်တော့ ေချောက်ဒီဘွဲကနှစ်ကိုမပြတ်စရာမရှိဘူးလို့ပဲကျွန်တော်ယူဆတယ်။ဝက်ဆန်ကလက်ရှိခန်စစ်ပိုင်းပေါက်တယ်လို့တိုက်စစ်ပိုင်းတော်လေးကိုရနေတယ်။နူနိုဆန်တို့စကိုင်ဘီလက်ထက်နောက်ပိုင်းနော်ဒီ Leeds United အသင်းကို2-1 Newcastle ကို3-1နဲ့ကန်နေတဲ့တိုက်ဆက်ကိုပိုင်ဆိုင်ထားတယ်။ Burnley ကို3-2နဲ့ဖွင့်ဆော်တယ်။ဘုံမောက်အိမ်ခွဲမှာအဲတုန်းကပက်ကီတာမပါဘူးပြ။ဘုံမောက်ပွဲမှာပက်ကီတာမှာပါပဲကန်ကန်တာ2-2နဲ့ကျွန်တော်တို့ဂိုးတွေထွက်ခဲ့တာတွေ့ရပါတယ်။ဒါကြောင့်လက်ရှိ3-20ရှုံးဟာပက်ကီတာမှာပါလာတော့မှ3-20ရှုံးဆိုတဲ့ဝက်ဆန်အနေနဲ့တလုံးရနိုင်ချေ chance တော်တော်လေးများနေတယ်အဲ့တော့ကျွန်တော်ကြောက်စရာကျွန်တော်21တစ်ပေါက်တော့ရှိမယ်22ဖြစ်နိုင်တယ်32ဖြစ်နိုင်တယ်31ဖြစ်နိုင်တယ်ဒီလိုမျိုးရလည်လေးဖြစ်ပေါ်နိုင်တာကြောင့်ကျွန်တော်တို့ဘလိုပဲဖြစ်ဒီဘွဲကဇုံဘော်တွေရပဲလာမယ့်အနေထားလို့ပဲကျွန်တော်ယူဆတယ်ဝက်ဆိုင်အဝေးဝန်းကိုပြန်ကြည့်ရမယ်ဆိုရင်ဒီဟာဒီမှာဂျေးအပြင်းသွားတော့ပြောတယ်မလို့အာဆင်နဲ့နှလုံးသေးအထိပေးခဲ့တယ်ဒူးစီနဲ့ဂျေးက draw ဖြစ်ခဲ့တာတွေ့ရတယ်နောက်ဆုံးပုံမောက်ကိုတေးကန်နဲ့လစ်အိမ်ကွင်းမှာ2-1နဲ့ရှုံးနေ Everton အိမ်ကွင်းမှာ1-1 Northern Forest အိမ်ကွန်းမှာ Z3 ဆိုတော့ Sunderland အိမ်ကွန်းမှာ 3Z ဆိုတော့တပွဲနဲ့တပွဲကအရန်ကြီးပေါ်ဆိုင်းရင်ချီစွာအတီတကြအနေထားမှာမရှိဘူးเนาะရှုံးညင်တဲ့ပွဲရှုံးတယ်မထမ်းမတဲ့ပွဲတွေကောင်းနိုင်တယ်တည်ကြရင်လည်းကြတယ်အဲ့တော့ဒီကြတစ်ခုကတော့ပွဲတိုင်းလိုလိုကိုးပေးထားတယ်နောက်ဆုံးပြိုင်ပွဲဆုံးဒီအဝေးခွင်ပရီးမီးယားလိဒါ၅ပွဲမှာ၄ပွဲဇက်ကိုပီထားတာတွေ့ရပါတယ်အဲ့တော့တဖက်ကအသင်းကယူနိုက်တက်ကလည်းလောလောဆယ်မှာနောက်ဆုံးပြောင်းမလို့6ပွဲမှာ5ပွဲက5ပေါ်ထားတာ over 2.5ဖြစ်ထားတာတွေ့ရတယ်အေဗာဒန်တပွဲပဲเนาะသူတို့အနီကပ်ထိ ြီးတော့ဒါ၁၀ယောက်၁၁ယောက်ကန်တာတော့မှ0-1နဲ့ပွဲပြီးခဲ့တယ်ဆိုတော့ Everton ဟာလက်ရှိမှာတော်တော်လေးကျန်းတဲ့အသင်းဖြစ်ပါတယ်ဒီတစ်ပတ်မှလည်း Everton အနိုင်ရခဲ့တယ်ပေါ့လေအဲ့တော့ Everton ဟာ West Ham မဟုတ်တာသတိထားရမယ်ဆိုတော့လက်ရှိ Man U ကန်ခဲ့တဲ့အသင်းတွေထဲမှာ Crystal Palace ကိုနိုင်တာမိုက်တယ် Tottenham Hotspur အင်္ဂလန်မှာ2-2နဲ့ရလက်ထောက်အောင်ကန်ခဲ့တယ်လေပြ90ရှုံးမှဆိုတော့မဆိုးဘူးဗျ Northern Forest အင်္ဂလန်မှာ2-2လည်းမဆိုးဘူးပြောပြောလို့ရနောက် Brighton အသင်းကိုကျွန်တော်တို့ level တရားချုံးကြီးမှာ၄ကို၂ကိုနဲ့နိုင်တဲ့အချက်တော်တော်လေးမိုက်ပါတယ်။ Brighton ဆိုတာဒီယာဒီမှာတော်တော်လေးခြေစွမ်းကောင်းနေတဲ့အသင်းတိုက်စစ်ပိုင်းကောင်းနေတဲ့အသင်းဖြစ်ပါတယ်။ဒီလိုအသင်းကို၂ကိုပြတ်နိုင်တယ်ဆိုတော့အင်္ဂွင်းမျှော်လင့်ချက်ရှိတယ်။နောက် Sunderland အသင်း Liverpool တောင်တည်ပဲရခဲ့တဲ့ Sunderland အသင်းကို United ဟာ၂ကိုပြတ်နေတဲ့ဒီယာဒီမှာနိုင်ခဲ့တယ်။ဆိုတော့ဒီပွဲလည်းမဆိုးဘူး။နောက် Chelsea ကို2-1နဲ့ဒါကတော့ Chelsea အနီကကြောင့်တို့တိုက်စစ်တွေထုတ်လိုက်တဲ့ပွဲဆိုတော့ထားထားလိုက်တော့ဗောနော်ပြီးရင်ဘန်လီပွဲမှာတော့အနိုင်ငယ်ကယူဆိုင်မယ်ဒီရာသီအပြင်းဆုံးကြီးဖြစ်ပါတယ်ယူနိုက်တက်ရဲ့တန်းဆင်းဆောင်တဲ့အသင်းတတင်းဖြစ်တဲ့ဒီဘန်လီအသင်းကိုပေးခဲ့တဲ့ကြီးကတလုံး90ရှုံးဖြစ်တယ်အဲ့တော့လက်ရှိဘန်လီနဲ့အပေါ်မှာရောက်နေတဲ့ဒီရမအရန်မကွာတဲ့ဝက်ဆန်အသင်းကိုပေးခဲ့တဲ့ကြီးတလုံး90ရှုံးဖြစ်တာကြောင့်ဒီကြတာတကူကတော့ နိုင်ကောင်းနိုင်နိုင်နေတယ်ဒါပေမဲ့ဂိုးပြတ်မပြတ်ပဲကျွန်တော်တို့စောင့်ကြည့်ရမယ်ပွဲဖြစ်တာကြောင့်လက်ရှိတကယ်လို့ body အရင်ကြီးမရင်းရဲဘူးဆိုရင်တော့တလုံးတည်ရတော့အကောင်းဆုံးပဲဗျ၃ဒသမ6 8ရခိုင်နော်1000လောက်ရင်6800ပြင်ရမယ်တလုံးတည်နေနေတော့အရှုံးမရှိနိုင်ဘူးလို့ပဲကျွန်တော်ယူဆတယ်နော်ဒါပေမဲ့မြန်မာကြီးနဲ့ပဲဆော့လို့ရတယ် brother တွေအနေနဲ့ကတော့နည်းလေးတော့ risk များတယ်မော်လီဆိုတော့50လောက်တော့ရင်းရမယ်အနေထားလေးရှိနိုင်ပါတယ်ဒါပေမဲ့3လုံး20ရှုံးဆိုတော့ဂိုးပေါင်းကြီးကြောင်လေဒီဘွဲကကျွန်တော် AC နော်ဂိုးပေါ်ဇုံပေါ်ပဲအနေထားလေးရှိနိုင်တာကြောင့်ကျွန်တော်ပြောလို့ United body ကြိုက်ပါတယ် United ဂိုးပေါ်ကြိ ိုက်ပါတယ်ဆိုတော့မဖြစ်မနေရွေးဆိုရင်တော့ဒီနေ့ရဲ့ဒါ free ball အနေနဲ့ချပေးမယ်နှစ်ဆပွဲလေးကတော့ Manchester United body ဖြစ်ပါတယ်โอเคပါဒါကတော့ Premier League ကနောက်ဆုံးပွဲလေးတပွဲပဲဖြစ်ပါတယ်အော်ကျွန်တော်ကကျွန်တော် Italy player တွေက AC Milan နဲ့ Lazio ပွဲလေးတော့မဆိုးဘူးလို့ထင်တယ် AC ဝေးဝန်းကနေလည်းပဲ40ရှုံးပြန်ပေးပြီးတော့မှဒါနှလုံး40ရှုံးနဲ့ပြန်ကားထားခြင်းဖြစ်ပါတယ်ဒီနှစ်သင်းကပြီးခဲ့တဲ့နောက်ဆုံးပွဲကမှလောလောလတ်လတ်နောက်ဆုံးတွေ့ခဲ့တာเนาะ AC အိမ်ခွင်းမှာအဲတော့ကတော့ series ကြီးကန်ခဲ့တာပေါ့တလုံး90ပေါင်း AC ဘက်ကပေးတယ်1-0နဲ့ ဒါကြီးတဝက်အောင်ရတာတွေ့ရပါတယ်အဲ့တော့အဝေးဝင်းအနေနဲ့ပြန်စဉ်းစားမယ်ဆိုရင် AC ဘက်ကအဝေးဝင်းကနေကျွန်တော်တို့ level 50ရှုံးပေးရမယ်အနေထားမှာလက်ရှိ level 50ရှုံးဝင်ရောဒါ level 40ကွက်တီပေးထားတာတွေ့ရပါတယ်အဲ့တော့ lazio ဟာလက်ရှိကန်ခဲ့တဲ့ပွဲနောက်ဆုံး9ပွဲဆက်ဒီ under 2.5ဖြစ်ခဲ့တယ်အဓိက9ရောက်ဖြစ်တယ်အဲ့တော့တိုက်စစ်ကအရန်ကြီးမရဘူးဆိုပေမဲ့ဒီ lazio ဟာအင်ဝင်ဒီရာဒီမှာเนาะ series မှာတွင်းထားတဲ့ကို12ရှိတယ်ဒါပေမဲ့4ပဲပေးရတဲ့ခံစင်းနဲ့တစ်ဖက်က AC Milan အနေနဲ့ဒီရာသီ series အမှာအဝေးဝင်ဒါ6ပွဲမှာရှုံးပွဲလုံးဝမရှိသေးဘူး။ကိုကိုသွင်းတယ်3-9ပဲပေးရတဲ့ခံစစ်ကိုပြန်ရှင်ကြည့်လိုက်တဲ့အခါမှာဖလားပွဲလေးဖြစ်နေတာကြောင့်နှစ်သင်းစလုံးအရင်ကြီးအပင်ပန်းခံပြီး ကန်နေစရာတော့အကြောင်းမရှိနိုင်ဘူး level 40ချုံမှာနှလုံး40ချုံဖြစ်တာကြောင့်ကျွန်တော်ထင်တော့နှစ်သင်းပေါင်းရင်၃လုံးထိမရောက်နိုင်ဘူးလို့ယူဆတယ်ကျွန်တော်6ဟောက်လေးပဲကြိုက်ပါတယ်ဒါကြောင့်မောင်းထဲမှာ AC Milan 6ဟောက်လေးရွေးချယ်တာပါတယ် okay ပါဒါကတော့ Italy ပွဲတပွဲပေါ့လေဆိုတော့ကျန်တာကကျွန်တော်ဘယ်ထဲကရွေးထားလဲဆိုတော့ Belgian Pla ပါ Belgian နဲ့ကကျွန်တော်တို့ဒါ KRC Racing Jan နဲ့ကျွန်တော် Underlap ပွဲလေးဖြစ်ပါတယ်အဲ့တော့ဒီမှာ Racing Jan အနေနဲ့ level 30ပေးထားတယ်3လုံး80ပေါင်းနဲ့ကားထားချင်းဖြစ်ပါတယ်အဲ့တော့ဒီမှာ Racing Jan အနေနဲ့ကဒီရာဒီမှာပြိုင်ပွဲဆုံး အဆင်ပြေတယ်ဆိုပေမဲ့လက်ရှိသူတို့ဘယ်ဂျီယံလိမာပြန်ကြည့်မယ်ဆိုရင်တော့အဲလောလောဆယ်ရလက်ပိုင်းအကြဘက်ရောက်နေတယ်အန်ဒါလာကတော့အဆင်၃နီးပါးရောက်နေတယ်ဆိုတော့ဒီအားဒီမှာဖလားတွေပါနေတာကိုမျောမှန်းလို့ရနိုင်တဲ့အနေအထားပြန်ဖြစ်သွားတယ်ပေါ့အဲ့တော့ဒီလိုမျိုးအနေအထားမှာ ဘလိုပဲစဉ်းစားစဉ်းစား raising chat အိမ်ဝင်းမှာเนาะနောက်ဆုံးပြီးခဲ့တဲ့ရာသီမှာ level ငါ level တရာရှုံးပြီးခဲ့တဲ့အနေအထားမျိုးမှာအခု level 30ပဲပြီးပြီး390ပေါင်းဆိုတော့ရ raising chat အနေနဲ့တကြီးပဲမျှော်လင့်လို့ရနိုင်တယ် under lab 900ရနိုင်တဲ့ဂျီလေးဖြစ်ပါတယ်ဒါကြောင့်ဒီဘက်လေးတော့ကျွန်တော် under lab body လေးရွေးချယ်ထားပါတယ်မောင်းနေမှာ under lab body ထည့်ထားခြင်းဖြစ်ပါတယ်။ Okay ပါနောက်ဆုံးပွဲကတော့ဒိမတ်ဖလားပွဲလေးဖြစ်ပါတယ်။ Magellan နဲ့ Norgeland ပွဲဖြစ်ပါတယ်။ဒီမှာလက်ရှိ Magellan ဘက်ကတလုံး90ရှုံးပေးတယ်၊၃လုံး40ရှုံးနဲ့ပြန်ကားထားပါတယ်။ဒီနေ့သင်ရပြီးခဲ့တဲ့လောလောလတ်ဆက်တလာပိုင်းနော် November 30ရက်နေ့မှာသူတို့ရဲ့ဒိမတ်လိ Premier League မှာတွေ့ခဲ့ခြင်းဖြစ်ပါတယ်။အဲ့တော့အဲ့ဒီမှာအိမ်ဝင်ကနေ ဒါမစ်ဂျလန်ပေးခဲ့တဲ့ကြီးက level 100ရှုံးမဲ့ရှိပါတယ်69ပြန်နဲ့နိုင်ပါတယ် level 100ရှုံးတော့69ပြန်နဲ့နိုင်တဲ့အနေအထားမျိုးမှာအခုတလုံး90ရှုံးอ่ะပတ်ပတ်ဆက်ဆက်ပြင်းပါတယ်เนาะအဲ့တော့ဒီနေ့သင်ရဲ့ head to head အရာပြန်ကြည့်မယ်ဆိုရင်လဲမစ်ဂျလန်အိမ်ဝင်တမိုင်းတစ်ချောင်းမှာနောက်ဆုံးတလုံး90ရှုံးပေးခဲ့တာ2021တုန်းကပါเนาะကျော်တော်လေးကြာပါပြီအဲတုန်းကပေးတာတလုံး90ရှုံး2ซีဆိုရရလည်းနဲ့အောင်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ပိုင်းတောက်လျှောက်အပြင်းဆုံးကြီးရလည်းပဲတရားရှုံးမဲ့ရှိတော့တယ်။အဲ့ဒါလည်းအောင်တာပဲ။ဆိုတော့လက်ရှိတလုံး90ရှုံးက မေဂျလန်ဒီပွဲမှာနောက်တစ်ဆင့်မတက်နိုင်စရာဘာအကြောင်းမှမရှိဘူးတခုတော့ရှိတယ်ဖလားပွဲဖြစ်နေတဲ့အတွက်လူစုံတက်စုံထုတ်ချင်မှထုတ်မယ်ဒါကြောင့်ဒီနေ့ဖလားပွဲတွေဆော့မယ်ညီကို line up အဓိကကြည်ပါ line up ထမ first line up နဲ့ထွက်ပြီးဆိုတော့မှစော့သေးခြင်းတာပေါ့လေနော်ဒါပါပဲအဲ့တော့လက်ရှိမေဂျလန်အသင်းရဲ့လက်ရှိကောင်းဖောင်ကတော့အတက်ဖတ်မှရွေးရောင်းနေတယ်အိမ်ဝင်လဲဘယ်သင်းလာလား AC ကိုပြတ်တယ်အဲ့ထက်ကမှသူတို့ရဲ့ ီဒိမ့်မတ်လီမာကန်နဲ့စစ်ကဘော့ဆိုတဲ့တန်းဆင်းဆောင်အသင်းကိုပေးခဲ့တဲ့ဂျီတောင်တလုံး90ရှုံးမှာလီဂိုးပြန်နဲ့အောင်တာဖြစ်ပါတယ်။ဒါကြောင့်တစ်ဖက်ကတန်းဆင်းဆောင်မဟုတ်တော့နော်အလေလက်အသင်းတသင်းဖြစ်တဲ့နော်ဂျင်လန်အသင်းကိုပေးတဲ့ဂျီကတော့တော်တော်လေးပြင်းနေပြ။နော်ဘရွန်ဘီလည်း level 90ရှုံးမှာ2-0နဲ့အောင်တယ်။အဓိကနော်ဂျင်လန်ရဲ့အဝေးဝန်းကဟိုခန်စစ်ပိုင်းအဓိကတော်တော်လေးအဆင်မပြေတဲ့အနေအထားကြောင့်ဒါပေးတဲ့ပေးရခြင်းဖြစ်တယ်ဗောလေ။အဲ့တော့၃လုံး40ရှုံးဆိုတဲ့ဂိုးပေါင်းကြီးကလည်းတစ်ဖက်ကနော်ဂျင်လန်အဲဒီမေဂျင်လန်အနေနဲ့က individual over 1.5ကြော်ပြီးဖြစ်နိုင်တာကြောင့်၃လုံးအထိရောက်နိုင်တဲ့ အနေထားရှိတာကြောင့်ပိုကီတွေအနေနဲ့သုံးလုံး40ရှုံးထိเนาะတင်းခံနေရခြင်းဖြစ်တယ်လို့ပဲကျွန်တော်ယူဆပါတယ်ဒါဆိုဒီဘက်လေတော့ major land body လေးရွေးချယ်ထားပါတယ်โอเคပါဒါဆိုတော့ဒီ၄ဘွဲကိုကျွန်တော်တွဲလိုက်တော့ဒီနေ့ရဲ့၄သင်းပေါင်းလေးရမှာဖြစ်ပါတယ်ကျွန်တော်ပြန်ပြောပေးပါမယ်เนาะနောက်ကြားရပါတယ်ဒါတော့အသေးလေးလက်မလေးเนาะတရားစကူမီတော့နှိပ်ပေးကြအောင်ညီကိုကြီးကျေးဇူးများတင်ပါတယ်ဗျအဲ့တော့ဒီနေ့ဒါ၄ရက်၁၂လ2025ရက်ဒီကျွန်တော်တို့ဘွဲအဖြစ်ရွေးချယ်ထားတဲ့ဘွဲကတော့ body နေနဲ့နှစ်စာဘွဲလေးကတော့ man u body ဖြစ်ပါတယ်เนาะအဲ့တော့၄သင်းပေါင်းလေးထဲမှာကျွန်တော်တို့ man u goal ball ac goal out ပြီးမစ်ဂျလန်ဘော်ဒီနဲ့အန်ဒါလက်ဘော်ဒီဖြစ်ပါတယ်ပြန်ပြောပြပါမယ်မန်ယူ9ပေါ AC 9ဟောက်မစ်ဂျလန်ဘော်ဒီနဲ့အန်ဒါလက်ဘော်ဒီဖြစ်ပါတယ်အားလုံးပဲဂုတ်လက်ပါညီကိုတွေเนาะအဲ့တော့ကျွန်တော်တို့မနေ့ပြန်တော့ဒါမှမှအစ်စ်ပြန်စပါမယ်เนาะအဲ့တော့ကျွန်တော်ထုံးစံတိုင်းလေးဒါ Viber မှာကျွန်တော်တို့တင်ပြီးကျွန်တော် Telegram မှာလည်းမနေ့ပြန်ပြောပြပါမယ်เนาะအဲ့တော့ဒါမနေ့ပြန်မှာပဲကျွန်တော်တို့ဒါနောက်ထပ်ဒါတောက်ကြဆနေလူတွေတလင်းလားဒါ နောက်ထပ်ပြန်ဆမယ်ပေါ့လေနော်ကျွန်တော် Telegram မှာကြီးညာပေးမှာဖြစ်ပါတယ်โอเคပါဆိုတော့ဒီနေ့ဒီ live stream လေးကြီးရှိပေး brother share ပေး brother comment ပေး brother တွေတယောက်ချင်းတိုင်းကျေးဇူးများကြီးတင်ပါရပြမင်္ဂလာရှိသောညလေးဖြစ်ပါလိမ့်ဗျ good luck ပါဗျ